အားလုံးပဲမင်္ဂလာပါရှင်။ယခုတစ်ခါဖတ်ပြမယ့်ဝတ္ထုတွေလေးကတော့အမျိုးသားပညာဝင်ဦးဖိုးချာရေးသားထားသောငွေမျက်နှာဆိုတဲ့ဝတ္ထုတွေလေးဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါဦးရှင်။ဒီကမှာမိကိုဟိုပတ်ဆံဝါလာရဲ့ရစ်နေပါလားဤ ်ရေးရော်ကော့တာပဲအောင်မဲဒီတနာယူရထုတ်ကြီးတေဃာနီးကိုငါဘာလို့ရမှာလဲရှုပ်ကြီးကလည်းဖြစ်နေလိုက်တာမပြောသည်ပြော့ပြော့ခွင်းနေတာလို့ပဲငါပစံကိုယူဆိုင်တာမဟုတ်ဘူးအေးသိရလားညီကမကြွားပါနဲ့ပစံကပစံအေးဖတ်ထားပစံရဲ့အအောင်ညီတွေ့တော့မှသိမယ်ညီဘယ်နည်းနဲ့မှပစံရဲ့အအောင်မခံနိုင်ဘူးကြည့်ပါလားဟိုဇင်းနာမင်းရှင်ဟာဘာဖြစ်သွားလဲ ခလင်းငါးယောက်ဖေးမုတ်ဆိုးကိုရွတ်သွားကြည့်ရပတ်စံနဲ့ပေါက်ယူသွားတာပဲမဟုတ်လားညငါ့ကိုဒီလောက်အထင်မသေးပါနဲ့အေးမဲရှင်းရမဲရှင်းဒီကမဲမြက်ကမဲမြက်တည်ရလားမျက်နှာကိုတိတိချာချာကြည့်ထားမိမိမျက်နှာကိုလက်ညှိုးနဲ့ထိုး၍ခက်ကြွားကြွားပြောလေအေးတော့မျက်စိတောက်ထောက်ကြည့်ရသေးတာပေါ့အထက်ပါစကားတို့ကမိမရွေရွေနှစ်ယောက်ပြောနေကြသောစကားများဖြင့် ၎င်းစကားတို့မှာလင်းရင်ตายရောက်ကြမိမှချစ်ရဲကြရင်များဖြစ်ပုံရလေတို့ရရင် ထိုစကားတို့ကိုကျွန်ုပ်ကြားရတော့ဟာသူတို့လင်းရင်ตายကြက်ရဲတို့ကိုအပါထား၍ကျွန်ုပ်၌တွေးတောစရာတခုပေါ်လာလေထိုပေါ်လာချက်ကလောက၌ပတ်စံမျက်နှာကြီးသည်ဆိုဒီမှာအမှန်မင်းဖြစ်သည်ညီတို့ပင်အပေါ်ရန်ကဟန်လို့ရပြောကြတော့လဲကျင်းငွေပတ်စံကိုလူတိုင်းချစ်ခင် ကြီးညိုလိုချင်ကြလိမ့်တာဒီကောင်းပြီအဘဲကြောင့်ချစ်ခင်ကြီးညိုလိုချင်ကြသည်ဖြည့်ထွက်လာပုံကငွေကြေးရခြင်းမှာကောင်းသောရခြင်းမကောင်းသောရခြင်းဟု၍အကျံအဖြစ်နှစ်မျိုးရှိသည်တချို့မှာမိမိ၏ကံညာဝရိယဖြင့်ကောင်းရာကောင်းကြောင်ရှာဖွေရသည် အချို့ကခိုးတိုက်လိန်စသောမကောင်းမှုဖြင့်ရသည်တခြားတစ်နည်းလည်းရှိတယ်ရသည် အချို့မှာ အချောင်ရတဲ့ကြလေဥပမာ ကောက်ရခြင်းထီပေါက်ခြင်းအမွေရခြင်းစသည်တို့လေဤအချောင်ရခြင်းဆိုဒီမှာလဲဘုရားဘာသာအယူအယရှေ့ကံဟောင်းနဲ့ဆက်နေပြီဤတွင်အကျေပြရမလို့ဤတို့ရနီအမျိုးမျိုးရှိရတဲ့ယခုကျွန်ုပ်ရေးလိုသောကိစ္စ၌ရေပုံရအဖြစ်ရရိုးရစဉ်ဖြစ်သောမိမိတို့ကံညာဝရိယဖြင့်ရင်း၍ရခြင်းကိုအဓိကထားပြီးရေးလိုသည် အတိတ်ကိုဆွဲ၍ဝင်မျက်နှာကြည့်ပေါ်ကျွန်ုပ်တို့သည်ငွေကြေးပတ်ဆံကိုအလကားအကြောင်းမဲ့ရကြသည်မဟုတ်ကောဉာဏ်ပညာရှိခြင်း အမျှော်မြင်ရှိခြင်းလုံးလဝရိယာရှိခြင်းတီကြီးမှန်ကန်ခြင်းတို့ဖြင့်ယင်းဤပြုလုပ်ပြီးမှပတ်ဆံကိုကြည့်ဝရလေသည်အချုပ်ကကံဉာဏ်ဝရိယာဤဟူသောအကြောင်းတို့ကြောင့်ပတ်ဆံဤဟူသောအကျိုးဖြစ်လာရသည်ကံဉာဏ်ဝရိယာကို ကျွန်ုပ်တို့ နှစ်လိုကြည့်နေကြသည်တို့ကြောင့်လဲ ၎င်း၏အကျိုးကိုစားဖြစ်သောပတ်စံငွေကြေးကိုကျွန်ုပ်တို့လာ၍နှစ်လိုကြီးမြင်ဖြစ်သည်ဥပမာဤမြည်သောကုန်စည်ကိုဤမြည်သောကာလဒေသ၌ရောင်းရသောမြက်ဆိုးရာဤဟုဉာဏ်ဖြင့်စဉ်းစားချင်းချင်းမျော်ဆ၍မပြင်းမရစူးစားရောင်းဝယ်တို့ရောင်းဝယ်ရ၌လည်းလိန်လေကောက်ကျစ်မရှိရိုးသားဖြောင့်မှန်စွာပြုမူရောင်းဝယ်၏ထိုအခါအမျက်ပတ်စံငွေကြေးများစွာရရှိလျာထိုသူဤကံဉဏ်ဝရိယဖြောင့်မှန်ခြင်းတို့ကို ထိုပတ်စံငွေကြီးပေါ်၌တင်စား၍ချစ်ခင်ကြီးညိုနှစ်လူချင်းဖြစ်ကြလေသည်ထိုမှတစ်ပါးလဲသူတစ်ပါးတို့ကိုနှစ်သက်ရန်အလိုကြရန်အကျိုးရှိရန်ပြုလုပ်ဆောင်ရွက်ပေးသည်ဖြင့်လဲပတ်စံကြီးငွေကိုရနိုင်ဥပမာသာမိသည်ဒေါ်မိုးအားချင်းခွဲပေးသည်ဖြင့်ဒေါ်မိုးကပတ်စံတမတ်ပေးလေသည်ဆေးဆရာသည်ယောဂါပြအောင်တပင်တဲ့သည်ကြီးရွှင်ပျော်မြူးအောင်အဝိထေတဲ့သည် အထည်အဝတ်ရအောင်တရေစားတဲ့ဒီအစာပြေအောင်စာအုပ်တဲ့ဒီဖတ်သူတို့တနည်းနည်းအကျိုးရှိအောင်အနှိမ့်တဲ့ဒီအညောင်းပြေအောင်ဘိန်းရှင်ဒီဘိန်းစားတို့အလိုပြေအောင်စသည်ဖြင့်ပြုလုပ်ဆောင်ရွက်ပေးကြတော့ကြောင့်ပတ်စံကြီးမှုရကြကုန်ပြီထို့သောသူတို့ဘာနှစ်လိုကြီးညိုနှစ်တအောင် ပြုလုပ်ပေးခဲ့သဖြင့်ထို့သောရခဲ့သောပတ်စံရှင်ကိုလူတို့ကနှစ်လိုကြီးညိုနှစ်တကြခြင်းဖြစ်သည် ဒီကဲ့သို့အဖြစ်ကံညာဝရိယဖြောက်မှန်ရင် သူတစ်ပါးတို့နှစ်လိုပဲအကျိုးရှိဘွယ်တို့ကိုဆောင်ရွက်ခြင်းတည်းဟူသောအကောင်းမွန်တို့၏ကိုစားဖြစ်သောပတ်စံခြင်းကိုကျွန်ုပ်တို့ရှင်းမွန်းနှစ်သက်ကြီးညိုလိုချင်ကြခြင်းဖြစ်သည်။ဤကားအတိတ်ကိုဆွဲ၍ဝင်မျက်နှာကြည့်ပုံသည်။အနာဂတ်ကိုဆွဲ၍ဝင်မျက်နှာကြည့်ပုံရခဲ့ပုံ။အတိတ်ကိုဆွဲ၍မျက်နှာကြည့်သည့်ပြင်နောင်လူတို့၏အကျိုးကိုဆောင်နိုင်သည့်ဖြင့် အနာဂတ်ကိုဆွဲ၍မျက်နှာကြည့်သည်ကျင်းဝင်ရှိသူမှာလူရာကိုပြီးစေနိုင်သောသဘောတတ္တိရှိနေလေသည်ဤအချက်တွင် ကောင်းသောရာခြင်းမကောင်းသောရာခြင်းတို့ကိုမကြည့်တော့ပြီရှေ့၌သုံးဆွဲနိုင်သောသဘောတတ္တိကိုသာကြည့်တော့သည်ထုံဝင်ရှင်မှာမိမိလူရင်ဆန္ဒအမျိုးမျိုးကိုဖြည့်နိုင်သည့်အပြင် လူမျိုးမျိုးတို့၏ဆန္ဒအမျိုးမျိုးကိုလည်းဖြည့်နိုင်လေသည်ထမင်းငတ်နေသူကိုထမင်းကျွေးနိုင်သည် အဝတ်အစားလိုသူကိုပေးနိုင်ပြီပွဲကြည့်လိုသူကိုပွဲပြနိုင်ပြီကုန်စည်တွယ်လိုသူကိုအရင်ပေးနိုင်ပြီစသဖြင့်သူတို့ဘွားတို့နှစ်သက်ဖွယ်အကျိုးရှိဖွယ်တို့ကိုဆောင်းနိုင်ပြီထို့မှတစ်ပါးလဲသူတို့ဘွား၏အကျိုးပြတ်အောင်ပြည့်စည်တည်ကြအောင်ပြုမိုင်သဖြင့်သူတို့ဘွားတို့၏ကြောက်ရွံ့ခြင်းယူတည်ခံ့ညားခြင်းကိုလည်းခံရလေသည်အချုပ်ဆိုရတော့ငွေကြေးရခြင်းမှာကံဉဏ်ဝရိယဖြောင့်မှန်ခြင်း သူတစ်ပါးအကျိုးကိုဆောင်ရွက်ခြင်းတို့ကြောင့်ရလေတို့ကြောင့်အကောင်းမွန်တို့ဤကိုစားအဖြစ်ပတ်စံငွေကြီးကိုလူတို့နှစ်သက်ကြီးညိုလိုခြင်းကြကုန်လေဤကအတိတ်ကိုဆွဲ၍မျက်နှာကြည့်ပုံကိုပြလေမကောင်းမှုဖြင့်ရခြင်းကိုလူတို့ကြည့်ရကြကုန်၏အချောင်ရသည်ကိုကို့အစွမ်းနဲ့ရတာမဟုတ်ပါဘူးခုခက်နေနေပြောကြတယ်လည်းရှိသည်ဩဒါတော့ကံကုတို့ကောင်းတာကိုဟု တရားသာဖြင့်ကျေနပ်ချီးမွမ်းကြသည်များလည်းရှိသည်ငွေကြေးအဖြစ်လူတို့၏လူဝင်ဆန္ဒတို့ကိုဖြည့်နိုင်သည်နှစ်သက်မှုအကျိုးရှိမှုတို့ကိုဆောင်နိုင်သည်ဒီတို့အဖြစ်အနာဂတ်ကိုဆွဲ၍မျက်နှာကြည့်ခြင်းဖြစ်သည်အစကပြခဲ့သောမေမြင့်ခမရမှာထိုမြတ်တကိုးအင်အားကြီးသောပတ်ဆံရှင်ဟိုလူကြီးလက်ကလွတ်မလွတ်ပါမလားဟုကြွေး၍ဦးမိသည်စုံစမ်းကြည့်၍သိရသည်ကမေမြင့်မှာ ဆင်းလိမ်ဆိုင်ငယ်တဲခင်းရောင်းရသည်ဖြစ်သည်မိဘများလည်းဆင်းရဲရှာ၏မကြာမီထိုရက်ကကကာလာသာကောင်းသိုးပေမှာခေါင်းပေါင်းစတစ်ထောင်တောင်နဲ့တောက်စားမှုရဲ့တက္ကစီမော်တော်ကားနဲ့တဝီဝီနေသည်မယ်မြင့်နဲ့စကားပြောပေါ်တငယ်ချင်းမိမပြူမှလည်းပိုးတော်လုံးကြီးအလဲလဲနဲ့ဆွဲကျိုးစလက်ကောက်စဆင်မြန်းနေသူကိုတွေ့ရသည်မယ်မြင့်ဤမိဘများလည်းမိမိတို့ငှားနေသောတထက်အိမ်ကလေးကို အပိုင်ဝယ်ယူလိုက်သည်ဟုကြားလေဖေယဖေယလယ်မြင့်ကလေးပါရချေတော့မယ်ထင်ပါရဲ့ဟဲသွားပါပြီကြလယ်မြင့်တငယ်ချင်းမိမပြုံနေတွေ့စကားဆက်ပြောကြရာဒီလိုဦးရဲ့ကျမအကျိုးဆောင်ပေးလိုက်တာပါအဖိုးကြီးကပတ်စံတိတ်ချမ်းသာလာပြီးတော့လေဒီမှာအဖိုးကြီးနောက်နေ့နောက်နေရရင်အလုံးစုံ၃နှစ်ပဲ ူသိရင်မဲမြင့်ဖို့ကြီးပေါ့ရှင်ကျမတငယ်ချင်းကောင်းစားအောင်လှုပ်ပေးလိုက်တာပေါ့ဦးရဲ့ဟုတ်မြေစိတ်ဖျားတဆူတရားသလောက်ကုတို့ရသည်ပုံဖြင့်စိတ်အားထက်သန်စွာပြောလေပြီကျွန်ုပ်ကလည်းอืมသူ့ဟာဟုတ်တုတ်တုတ်ပဲအဖိုးကြီးမြန်မြန်သိရင်ကောင်းပါပဲဟုတ်တွေးမိပြီဟောကျွန်ုပ်ငရဲကြီးရေပြီသို့တော်နေအောင်ကြီးရင်ရက်မထားပါနဲ့ပြီးတော့ဘာဖြစ်တယ်လဲကောင်မလေးချမ်းသာရောမဟုတ်လား မိုးဆိုးမှဖြစ်တာဘာကြီးလဲမိုးဆိုးကိုအသက်ကြီးရွတ်တော့ရစ်ထုတ်ကြီးအယုတ်ဆိုးကြီးတောင်ပတ်စံတကိုးနဲ့သမီးလောက်မြေးလောက်ရုတ်ချောကိုရသေးတာအရွယ်ကောင်းရုတ်ကောင်းပတ်စံရှိမိုးဆိုးမှလေးမင်းမြာစိတ်တာကိုခေါင်းခေါက်ယူနိုင်တယ်ဘာဖြစ်တယ်လဲမယ်မြစ်အကျိုးတွေပဲဟုဝမ်းမြောက်မိဟောမူရီတာကုသူကျလုပ်တယ်ပြန်ဖြစ်ချေရတယ်တို့ရတယ်ပထမငရဲကိုယခုဒီမူရီတာကုသူက ခြေမခြေနိုင်ပါမလားဟုတ်ကျွန်ုပ်တွေးနေပြီကျွန်ုပ်မဆုံးဖြတ်နိုင်တင်းညိုဆရာများကဂျေဇူးပြု၍ဆုံးဖြတ်ပေးကြရတော့မူကြပါဟုတ်တောင်းပန်လိုက်ရသည်ဟုလို့ငွေမျက်နှာဆိုတဲ့ဝတ္ထုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြသူအားလုံးကျမ်းမာချမ်းသာကြပါလိမ့်ရှင်။